ဟိုနုပညာတန်မှုရှိတဲ့လူတွေဒီမျိုးဆုံးရှုံးသွားရဲဆိုတာလည်းဒါဟိုကျွန်တော်တို့နုပညာလောကပြောတာဆုံးရှုံးမှုပါပဲအဲလိုမျိုးဆိုဆင်မကောင်းဖြစ်ရမယ်ငငယ်ကလေးကအဲ့လိုမျိုးကျွန်တော်ရေးပေးတင်ပါပြီဆိုရင်ကျွန်တော်သွားသွားရပြီတဲ့အဲ့ကလေးကအဲ့လိုမျိုးဟိုထမ်းခဲ့ရတဲ့အချိန်တွေရှိတယ်။ဒီတော့အမှဟိုငငယ်တော့ချက်ချင်းနေလဲအဲ့လိုမျိုးလေးလောက်ခဲ့ရတော့တခြားအကစားလာပြောရင်တောင်မှဟိုကျွန်တော် ကြိုက်ကြရင်ညင်းလေညင်းညင်းလောက်တယ်ဒါပေမဲ့ဘောလုံးကန်ဖို့လာခေါ်ပြီဆိုလို့ရှိရင်ဘယ်တော့မှမညင်းနေမကောင်းလဲထွက်ကန်တယ်အချောင်းနာနေလဲထွက်ကန်တယ်အဲ့လိုဆိုအခုလဲကျွန်တော်ခြေထောက် injury ထိတာဒါပေမဲ့အဲ့ဘွဲအမီကျွန်တော်ကန်မှာចောင်းစာရဲ့ဟိုရုပ်ရှင်ရဲ့တိုက်ရရဟာဆိုတော့အဲ့ကြောင့်အမေကလိုက်ထုတ်တယ်အဲ့လိုအမေကဖက်နဲ့တွေပါတိန်းတာလို့ပြောရလို့ရှိရင်ရုပ်ရှင်တွေကဒါပေမဲ့အဲ့လို ဟုတ်အာဒီနေ့ပွဲလေးရတော့ကျွန်တော်အင်းလေးဒေတာမှာရှိရဲ့ငလင်းဘေးတင့်ပြည်သွေးတွေအတွက်ကျွန်တော်တို့ရံပုံငွေပွဲလေးဒါစီစဉ်တာပေါ့နော်ကျွန်တော်တို့ဒါ17ရက်နေ့ကျရင်ကျွန်တော်ကံပါပါပွဲလေးက6နာရီနေ့6နာရီပါရန်ကုန် United ကွင်းမှာလုပ်မှာပါရန်ကုန် United ကွင်းကနိုင်မှာရှိရဲ့ကွင်းမှာဖြစ်ပါတယ်ဟုတ်ကျွန်တော်တို့ပြော HTV ကနေလည်းဒါပြမှာဖြစ်တဲ့အတွက်ကျွန်တော် TV ကနေလည်း live TV အပိတ်လို့ရပါတယ်ကွင်းထဲလာအပိတ်တော့ပိုပြီးကောင်းပါတယ်ကြောက်မယ်ဆိုလို့ရှိရင်ငယ်ငယ်တုန်းကဆိုရင်ရုပ်ရှင်ကားတွေကားတွေကြီးတိုင်းလို့ရှိရင်နည်းနည်းပါ ပါနေကြလေကျွန်တော်တို့ဟိုဟိုခက်ဟိုဟိုဒီဘက်ခက်မရောက်ခင်ပေါ့နော်အရင်ကကားကြီးတော်တော်များများမှာဆိုလဲဒါပိတ်သက်တွေအများအားအပေးခဲ့ရရဲ့ပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုအမှုပညာတန်မှုရှိတဲ့လူတွေလိုမျိုးဆုံးရှုံးသွားတယ်ဆိုတာလည်းဒါဟိုကျွန်တော်တို့အမှုပညာလောကကြီးကဒါဆုံးရှုံးမှုပါပါလေအဲ့လိုမျိုးဆိုတော့ဆင်မကောင်းဖြစ်ရမယ်အဲ bright ကတော့ကျွန်တော်ငယ်လေးကတည်းကလုပ်ပါတယ်။အဲတုန်းကတော့ဒါကျွန်တော်အများကြီးဒါခုလိုမျိုးလဲ ပြောရမယ်ကျွန်တော်မီဒီယာရဲ့ဘာတွေရမရှိသေးတော့ဟိုအဲ့ချိန်တော့ဒီတိုင်းပဲပေါ့နော်ကျွန်တော်တို့လုတ်လုတ်ပြတဲ့ဟာလေး Facebook မှာတင်တယ်ဘလောက်ပဲပေါ့နော်ငငယ်ကလေးကအဲ့လိုမျိုးကျွန်တော်ရေးပေးတင်ပါပြီဆိုရင်ကျွန်တော်သွားသွားရပြီတယ်အဲ့ကလေးကအဲ့လိုမျိုးဟိုထမ်းခဲ့ရတဲ့အချိန်တွေရှိတယ်ပြီးတော့အမှဟိုငငယ်တော့ချက်ချင်းနေလဲအဲ့လိုမျိုးလေးလုတ်ခဲ့ရတော့အဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုပြောရမလဲငယ်ကလေးကတော့လုတ်လေးလုတ်တာလေးဖြစ်နေတာပေါ့နော်အဲ့တော့ကြီးလာတဲ့အခါမှာကျတော့ပုံပြီးနိုင်နိုင်နေနေရှိသွားတာပေါ့ မထင်သားဘူးမထင်သားဘူးဆိုတာကျွန်တော်ပြောမယ်ဆိုရင်အဲ့မှာကပြောမယ်ကားဝင်ရတာအရန်ခတ်တယ်ကားဝင်ရခတ်တော့ပြောမယ်ဆိုရင်ဟိုမြေကလည်းပြော့တာဟိုကားတွေပါဆိုရင်မြေကြီးရဲ့ကျွန်သွားတဲ့အခါကြီးလည်းရှိတယ်ကျွန်တော်အဲ့ထိုးနောက်ကနေပြောကားဒီစီးနဲ့လို့တွန်းတင်ပြီးတော့မှကျွန်တော်အဲ့လိုမျိုးဟိုကားကိုအစဉ်ပြေနေတာဒီရက်ပြီးတော့မှပစ္စည်းတွေပုံချရတဲ့အချိန်အချိန်အဲ့လိုချိန်တွေလည်းရှိရပါတော့အဲ့လိုဆိုတော့အဲ့လိုချိန်မှာကျွန်တော်တို့ဟို ဝိုင်းပြီးတော့လုတ်ပေးရပြီးတော့လည်းဖိနှားနေပြီးတော့အကုန်လုံးကလည်းဟိုကျွန်တော်တို့လာတယ်ဆိုတော့အကုန်လည်းပျော်ပြီးတော့ပြန်မှာအကုန်လုံးဝိုင်းပြီးတော့ဗီဒီယိုရိုက်ဓာတ်ပုံတွေရိုက်ဝိုင်းပြီးရိုက်ကြရပါတော့အဲ့လိုနေမတစင်းဒီအိုင်မို့ရောက်သွားပြီးတော့ပြည်သက်တရားလည်းအဲ့လိုဝိုင်းပြီးချစ်ပေးပြီးတော့အဲ့လိုမျိုးဟိုဝိုင်းမျိုးကောင်းတာလေးမြင်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အဲတုန်းကစိုင်းတရချတာအများကြီးပဲ။အများကြီးပဲဆိုတော့အဓိကမြင်မြဲအောင်ရပြီးရောဆိုတော့တဲလိုက်ချလိုက်တဲလိုက်ချလိုက်ပဲ။ညကြရင်တော့အဲ့လိုရမ်းကောင်းတာ။ဟုတ်ဘယ်လိုပြောမလဲ။ဟို အကုန်လုံးကကိုလုံးချင်တဲ့ဟာတွေတစုတစည်းရဲ့လှုပ်ဖြစ်သွားတာပေါ့ပြောမှဆို rider လောက်ကလည်းဒါငယ်လေးကလေးကဒါအမြဲလှုပ်ဖြစ်ခဲ့ရယ်အဲလောက်ကလည်းဒါတတတအားရှိရယ်ပေါ့နော်ပြီးတော့လည်းဘောလုံးကန်တာကလည်းအဲ့လိုတခြားအကစားလာပြောရင်တော့မှဟိုကျွန်တော်ခိုင်ကြရင်ညင်းလည်းညင်းညင်းလောက်တယ်ဒါပေမဲ့ဘောလုံးကန်ဖို့လာခေါ်ပြီးဆိုလို့ရှိရင်ဘယ်တော့မှမညင်းညင်းမကောင်းလဲထွက်ကန်တယ်ကျောင်းနာနေလဲထွက်ကန်တယ်အဲ့လိုဆိုအခုလဲကျွန်တော်ကျွန်တော် injury ထိတာဒါပေမဲ့အဲ့ဘွဲအမိကျွန်တော်ကန်ပါ အာကျွန်တော်ရက်20လောက်တော့ရှိပြီခင်ဗျဟုတ်ဟုတ်ဟိုဟာဘောလုံးကင်နဲ့ပဲအဲ့လိုတစ်ဖက်အတင်းနဲ့မော်တော်ဆိုင်ထိမိသွားတာပေါ့ဟုတ်ဟိုငငယ်တုန်းကကျွန်တော်အဲ့လိုကြောင်းတင်းမှာကျွန်တော်ကန်နေအဲ့လိုကျွန်တော်နံပါတ်ပိုင်းမှတ်သွားပါရှေ့တိုင်းနေပါရတယ်အဲ့လိုမျိုးနံပါတ်ရမှတ်သွားတာရှိရဒါပေမဲ့အဲ့တုန်းကကျတော့ဘာဖြစ်လဲဆိုတော့ကြောင်းစာရဲ့ဟိုရုပ်ရှင်ရဲ့ခိုင်ရရဟာဆိုတော့အဲ့ကြောင့်အမေကလိုက်ထုတ်တယ်အဲ့လိုအမေကဖက်နက်တွေပါတိန်းထားတာလို့ပြောရလို့ရှိရင်ရုပ်ရှင်တွေကတိုင်းပဲအဲ့လိုဟိုနောက်လဲကြကျွန်တော်ကန်နေမှန်းသီးတော့ အเจ้าကြီးလာပြောပြီးတော့မကန်ခိုင်းတာပေါ့ရုပ်ရှင်တွေကဒိုင်မန်ငွေတော့လို့ရှိ